ားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တင်ကြနေရိတ်ဇွန်လ10ရက်နေ့ဥရူစီစုံသက်ဆက်ပြတော်မှာဖြစ်ပါရယ်။ဗမုံမျိုးဟာမိုင်ပေါင်း20ကျော်ဝန်းကျင်လောက်ရှိတဲ့စစ်ရေးပြင်မနေရာတွေဖြစ်တာကြောင့်အခြေချမြင့်နေပေမဲ့မြို့တွင်းနေရာအများစုကတော့ကန်အေပူပေါင်းသက်စုတွေကနေထိချုပ်ထားနိုင်ပြီးလို့ KNO KNA တရင်နဲ့ပြန်ကြရေးတာဝန်ခံဗမုံချင်းတို့ပူပေါင်းပြောပါရယ်။မြန်မာနိုင်ငံမှာတပတ်အတွင်းကိုဗစ်လူနာ32ယောက်ထပ်တွေ့ရလို့စစ်ကောင်စီရဲ့ဂျမိုင်းဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်လိုက်ပါရယ်။ စစ်ကောင်စီရဲ့ jet fighter တစ်စိမ်းကိုပြည်သူလူမျိုးရေးတမတော် PLA ကနေပစ်ချနိုင်ခဲ့ပေမဲ့စစ်ကောင်စီကတော့ဆက်ချွယွနာကြောင့်ပြတ်ကျတယ်လို့သာထုတ်ပြန်ပါတယ်။ဒါရိုက်တဲ့တဲ့နေကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တင်ဆက်သူမင်းနေဖြစ်ပါတယ်။ ။မုံမျိုးဟာမိုင်ပေါင်း20ကျော်ဝန်းကျင်လောက်ရှိတဲ့စီရီပြမနေရာတွေဖြစ်တာကြောင့်အချိန်ကြာမြင့်နေပေမဲ့မြို့တွင်းနေရာအများစုကိုတော့ခံရပူပေါင်းသက်စုတွေကနေထိန်းချုပ်ချနိုင်ပြီးလို့ခံအိုခံအိတရင်နဲ့ပြန်ကြရတဲ့အုံခံပုံမှန်ချီနိုဘိုကပြောပါတယ်။ချွေစာကတက်ဆက်ပြီးမှာပါ။ တိုက်ပွဲကာလ6လကျော်ကြာမြင့်လာတဲ့ကာလအတွင်းပုံမုံမြို့တွင်လူနေရပ်ကွက်အလုံးကြီးပါကို KNY ပူပေါင်းတပ်ကနေထိန်းချုပ်ချနိုင်ပြီလို့သိရတာပါ။ဒါအပြင်တိမ်ပိုက်ဖို့တန်ရှိနေသေးတဲ့စစ်ကောင်စီတပ်စခန်းနဲ့ပတ်သက်ပြီးစစ်တပ်ကုန်းတွေတပ်ချမ်းတပ်ဝန်းတွေသာကြံတော်တဲ့အခြေအနေလို့ဆိုပါရစေ။လက်ရှိပြည်ပြင်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်တယ်လို့စစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီးတွေနဲ့ခုခံတိုက်ခိုက်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကမြစ်ချနာတည်င်းကြောင်နေကိုကခလို့ပြောပါရစေ။ အဓိကတော့အဲဒီဆရာကနေစစ်ပြပေးမှာပေါ့နော်ဘုရင်မအလေးထားခြင်းမှာစစ်ချုံးတွေသူထားတာရှင်နဲ့အာကျွန်တော်တတိထာနာအနေနဲ့တုံ့တတာပေါ့နော်ဘုံမစတာလည်းအမိုင်ပေါင်းစေကြောဝင်ချင်လို့ရှိတယ်ပြမတ်တည်းဖြစ်ပါလေပြဖို့နေရာတွေတိဖို့နေရာတွေများရှိတယ်အဲ့ဒါတစ်ခုပြီးတစ်ခုတင်းတာဖြစ်သွားတယ်အခုမတင်းရတာကတော့သူတို့ကလေးမကြလို့ မတင်တာနေမှာပေါ့အဲ့တော့ပုံမှန်မြို့တွင်းမှာလည်းအားလုံးဒီပါနောက်ကတော့ကျော်တို့ကေရနေပုံပုံတက်တယ်တင်းထားပါပဲစကောင်စီဘက်ကလေပုံမုံမျိုးမကြရှုံးရေးလေကြောင်း drone လက်လက်ကြီးတွေနဲ့ခုခံတက်ခိုက်တာရှိတဲ့အပြင်ကရင်ပူပေါင်းတပ်တွေကလည်းအနီးကမ်းဆောင်ကြည့်နေတဲ့အခြေအနေလို့ထပ်မံသိရှိရတာပါ ဒါအပြင်စစ်ကောင်စီဘက်ကအပြည့်ပြည့်ဆက်အသွင်မရှိတော့တာကြောင့်လေနဲ့လာချပေးတဲ့အစာအသောက်တွေလက်နက်ကြီးစံတွေကိုပဲအ திக ထားပြီးတော့ခုခံနေတဲ့အခြေအနေပါပုံမှန်မျိုးအတွင်းကစစ်ကောင်စီတပ်တွေကို KAI PDF ပူးပေါင်းတပ်ဖွဲ့တွေကနေသူစစ်စင်တဲ့နေကစားပြီးတိုက်ပွဲကာလ9လကျော်အကြာမေလ20ရက်နေ့မှာတော့ပုံမှန်မျိုးပဲစစ်ရင်အားစစ်လက်နက်တေယူပို့ဆောင်ပေးတဲ့ရဟရင်3စင်းထဲက2စင်းကို KAI တပ်ပေါင်းစုကနေပြစ်ချနိုင်ခဲ့ပါတယ် KAI ဒီနေ့ပြန်ကြားရေးဌာန ိုင်အမေလာလီယန်နေကထုတ်လင်းတဲ့တရင်ရုတ်တမှာတော့အမတ်၂၀ဆစ်ဆင်ရဲ့ကုကေမူဌာနချုပ်အမတ်၄၀ခုချယ်လင်တိုင်ရဲ့စေတရင်ထောက်ပို့တနဲ့အင်ဂျင်နီယာတိုင်ရင်တွေသဆွေးချတဲ့နေရာရီအလုံးမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်လို့ပေါ်ပြချပါတယ်။ဖီဒူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်၃၉၉၅၆ ်333တင်းတဲ့ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။စေကောင်းစီရဲ့ Jet Fighter ဒဇင်းကိုဗီဒူလူမျိုးရေးတမတော် PLA ကနေပြချနိုင်ခဲ့ပေမဲ့စေကောင်းစီကတော့ဆက်ချွတ်ရွံ့အောင်ပြကြရည်လို့ဒါထုတ်ပြန်လိုက်ပါတယ်။ဆက်စိုင်းကတစ်ဆက်ပေးမှာပါ။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲမှာအာနာသိန်းစေကောင်းစီရဲ့ Jet Fighter ဒဇင်းကိုပြည်သူလူမျိုးရေးတမတော် PLA ကနေပြချနိုင်ပေမဲ့စစ်ကောင်စီကတော့ဆက်ချွေးရင်းတာကြောင့်ပြတ်ကြတယ်လို့သာထုတ်ပြန်ပါတယ်။ ဒီကနေ့ဇွန်လ10ရက်နေ့လယ်ပိုင်းကပြစ်ချနိုင်ခဲ့လို့ PLA ရဲ့အထွေထွေအသွင်းရေးမှူးရဲဘော်ညီညီကျော်ကမြစ်ချနာတည်င်းချနယ်ကိုအတီးပြုထားတာဖြစ်ပြီးစစ်ကောင်စီကတော့ဗလဲမျိုးနယ်မင်းတိုင်ပင်ကျေးရွာအရှိတ်မီတာ2000ခန့်အကွာမှာတိုက်လေရင်တစည်းဆက်ချိုးရင်းပြီးမြေပြင်ပေါ်ပြက်ကြကမီးလောင်ပျက်စီးခဲ့တယ်လို့ပြက်ကြပြီးနိုင်ရေးပိုင်းအကြမ်းမှာပဲထုတ်ပြန်ထားပါတယ်ပြည်သူ့လူမျိုးရေးတမတော် PLA ရဲ့အထွေထွေအသွင်းရေးမှူးပြောခွင့်ရရဲဘော်နီနီကျော်ကတော့ပြစ်ချခဲ့တာဖြစ်ကြောင်းအခုလိုအတည်ပြုပါရယ် ့ဒီနေ့နေ့လယ်7:55မှာကျွန်တော်တို့ပြည်ရလေရနေပြီးတော့ဒီကျက်ပိုက်တာတစ်စင်းကိုဖြစ်ချခဲ့ဆိုရင်အဲ့ဒါကပလဲမြို့နယ်ကကန်တောင်ပေါ့နော်ရေစကန်တိန်တိုက်ပွဲမှာငါပြစ်ချခဲ့တာပါအဲ့ဒါချင်းသေးပါလေကန်တောင်စကန်တိန်တိုက်ပွဲကိုလေချောင်းပစ်ကူလာပြီးတဲ့အချိန် PLA ကပြစ်ချခဲ့တာဖြစ်ပြီးကျက်ဖိုက်တာရဲ့အပျက်စီးတွေကိုတော့ PLA ကအယုတ်တန်တဲ့တကွာထုတ်ပြန်ထားပါတယ်လေရင်အမျိုးအစားနဲ့လေရင်မှုတွေတိုက်ဆုံတာရှိမှရှိလို့စုံစမ်းနေဆဲဖြစ်တယ်လို့ PLA ကဆိုပါတယ် ကန်တောင်ရဲစခန်းကိုဇွန်လနေ့ရက်နေ့ထဲက PLA အပါအဝင်ဒေါ်လာရေးတပ်ဖွဲ့တွေကစခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေရလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာတပတ်အတွင်း COVID လူနာသစ်33ရောက်သက်သွေးရေလို့စစ်ကောင်စီရဲ့အကြမ်းရေးဝန်ကြီးဌာနကနေဒီကနေ့ထုတ်ပြန်လိုက်ပါတယ်ဇွန်လ3ရက်နေ့ညကနေဇွန်လ10ရက်နေ့ညအထိတက်ခွဲနမူနာစုစုပေါင်း1154ခုကိုစစ်ဆေးချိန်လူနာသစ်တွေကိုထပ်မံတွေ့ရှိခဲ့တာလို့ဆိုပါတယ် မေလာတတိယပတ်တုန်းကတော့ကိုဗစ်ရှိတဲ့သူ6ယောက်ကိုတွေ့ခဲ့တာကနေမေလာနောက်ဆုံးပတ်မှာတော့19ယောက်ထိတိုးလာပြီးဒီတစ်ပတ်မှာတော့ပိုးတွေ့သူအရေအတွက်32ယောက်ထိဖြစ်လာတာပါစစ်ကောင်စီကတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေဖြစ်တဲ့ဖျားတာ၊နာစေးတာ၊နာချေတာ၊ချောင်းဆိုးတာ၊လေပင်နာတာစတဲ့လက္ခဏာရှိတဲ့သူတွေအနေနဲ့လူထူကြတဲ့နေရာတွေကိုသွားလာတာကနေရှောင်ကျဉ်ဖို့လေထုတ်ပြန်ထားပါတယ် ကြပင်လူထုတတဲ့နေရာတွေကိုမဖြစ်မနေသွားမယ်ဆိုရင်ပဇက်နဲ့နှာခေါင်းစီမော့စကိုစနစ်တကျဝစ်စင်ဖို့လည်းတိတ်တွန်းတာပါတယ်စကောင်းစီရဲ့ဇမိုင်းဝင်ကြီးဌာနအနေနဲ့ကတော့ယောဂကုသကံရရင်ယောဂပင်သနိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင့်မားတဲ့သူတွေကိုယောဂထက်ဆောင်ကောက်ွယ်ဆေးကိုဦးစားပေးအနေနဲ့ထုံနံပေးတော်မူလို့ဆိုပါရယ်စေတိုရမယ့်သူတွေကတော့တက်ရွယ်ကြီးသူတွေစီချိုယောဂနတ်သားချေအဆုပ်ယောဂကိစ္စယောဂရှိသူတွေကိုဝင်ဆောင်မိခွန်းတွေဖြစ်တယ်လို့သိရပါရယ် စီကောင်စီကတော့မြန်မာနိုင်ငံမှာကိုဗစ်စတင်ကူးစက်ချိန်ကနေအခုနှစ်ဇွန်လ၂ရက်နေ့အထိကိုဗစ်ဖြစ်ပေါ်သူ6သိန်းခွဲနီးပါးနဲ့ထိဆုံးသူ2000နီးပါးရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အချက်အတဲကာလတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုဂရုစိုက်နိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတဝမ်းမှာထိခိုက်နှနာမှုများစွာကြုံတွေ့နေရပါတယ်။ဒီအထက်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူခရူးဆိုင်နိုင်မဲ့နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကရီဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့် ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကို ကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိษွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။၂ လက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်၄အိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပေမဲ့ရေဓာတ်ပြေဝအောင် အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်။၆ကိုလတ်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော့လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာက ပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျန်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျန်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူရစေဝါတုံဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်၁၁ ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင် စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနေဒီကာလမှာ ကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီနာသတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။